ရှန္ဒနာမထေမြတ်ကဒီတုတ်တံကိုမှတ်တမ်းတင်တဲ့အခါမှာရသော်ဘုရားဟာအခါတပါမဟာဂောတိန်ကတာလဝနဒါယလို့ဆိုရဲတောအုပ်ကြီးထဲမှာသတင်းသုံးနေထိုင်တော်မူရင်းဖြစ်တယ်လို့ဒီစကားလေးကနေစာချပြီးတော့ထားဘုရားမြတ်စွာရဲ့လက်ထက်တော်အခါကလာတော့ရသော်ဘုရားရဲ့တပည့်တော်ကလည်းဟာ ဘယ်ပုံပဲနေချင်းချင်နေထိုင်ရတယ်ဆိုတာတုတ်တန်တွေကိုလေးလူလေးလာဖတ်ရှုခြင်းအားဖြင့်အတော်အသင့်သိနိုင်ခွင့်ရကြတယ်ပေါ့ရှင်းတော့ကကျောင်းကနေမှာဆိုလို့ရှိရင်တိုင်းကကျောင်းကနေတာဖြစ်ပြီးတန်ခါတော်ရှင်မြတ်တွေဟာလည်းပဲဆွမ်းခံလို့ရတဲ့ဆွမ်းပဲဖုံးပြီးသုံးဆောင်ရတာဖြစ်လို့ရှေ့ပိုင်းအချိန်တွေရဆိုရင်ကျောင်းထဲမှာ စွန့်ခဲဝဲချက်ပြုတ်တယ်ဆိုတဲ့စနစ်ဟာမရှိခဲ့ဘူးပေါ့နော်လုံးဝမရှိဘူးလားလို့ဆိုတော့လုံးဝမရှိဘူးတော့မဟုတ်ဘူးနောက်ပိုင်းမှာရှိလာကျောင်းထဲမှာစားเสียတောက်เสียတူလောင်တာကိုအန်တော်ဝုထလို့ခေါ်တယ်ကျောင်းကန်ထဲမှာချက်ပြုတ်တာကိုအန်တော်ပက်ကလို့ခေါ်တယ်အဲ့ဒီအန်တော်ဝုထအန်တော်ပက်ကဆိုတာနောက်ပိုင်းကျတော့မြတ်စွာဘုရားကိုယ်တိုင်ခွင့်ပြုလာတာရှိတယ် ဘာဖြစ်လို့ခွင့်ပြုရလဲလို့ဆိုအခါအားလျော်ဆိုတခါတရံကြတော့ဒေတာအလိုက်အစာရေစာရှားပါပြက်လက်မှုတွေကြုံရတယ်ပေါ့ခုခေတ်လူတဏှာနဲ့တဏှာဆက်သွယ်ဖို့ကုပြောင်းဖို့ဆိုတာအမှန်တမ်းခဲရင်တည်ယူဖို့ဆိုတာလေအချိန်တွေအများကြီးယူอ่ะအဲ့ဒါကြောင့်မလို့ဒေတာအလိုက်မိုးခေါင်ပြီးတော့အစာရေစာပြက်လက်တဲ့အခါမျိုးတွေကြုံလာလို့ရှိရင် ပစာရီကရှားပါသည့်အတွက်ကြောင့်တန်ဃာတော်တွေအနေနဲ့တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကသူတို့တဦးတည်းမလှနိုင်တဲ့အခါမှာဒီစွမ်းဟင်းချက်เสียစွမ်းစားသည်ကိုကြောင်းမှဆန်းစားသည်ကိုလာပြီးတော့လှူထားကြတယ်အဲ့ဒီလိုလှူထားပြီးတော့ကပိယတွေနဲ့ချက်ပြုတ်ပြီးတော့စားတယ်ဆိုရင်အနေထားမျိုးဟာတခါတည်းပေါ်လာခဲ့တယ်ပေါ့မြို့ရဲရွာတွေသွားလို့ကတော့ တပိတ်ကဆေးထားတဲ့အတိုင်းပဲဘယ်အင်္ဂါမှဆွန်တဆွန်မှမလောင်းနိုင်ကြဘူးအဲ့ဒီလိုအချိန်ကမျိုးကြုံတဲ့အခါမှာဆေးထားတဲ့တပိတ်အတိုင်းပဲဆွန်တစီမှမပါဘဲနဲ့ကြောင်းပြန်လာကြရတဲ့အခါမျိုးတွေရှိတယ်ပေါ့အဲ့လိုမျိုးကြတော့ကြောင်းမှရှိတဲ့ကပ္ပရတွေနဲ့စီစဉ်ပြီးတော့ဆွမ်းလေးတလုံးစားဖို့အတွက်စီမံချက်ပြုတ်ပြီးတော့စားတာအန်တော့ပက်ကလို့ခေါ်တယ်။ကျောင်းထဲမှာတိမ့်ထားတဲ့ ချက်ပြုတ်เสียစားเสียတောက်เสียတွေကိုတင်ထားတာကြတော့အန်တော်ဝုထလို့ခေါ်တယ်။တိကျခွင့်ပြုချက်ကလေးတွေရှိတယ်ပေါ့။နောက်တစ်ခုကတော့အေးကျောင်းထဲမှာချက်ပြုတ်တယ်ဆိုတဲ့အခါမှာကပိယဆိုတာလေစိတ်ချကြမှာချရတာဟုတ်။နော်ကပိယကစိတ်မချရတဲ့အခါမျိုးကြတော့ယဟန်တော်တွေကိုယ်တိုင်ချက်ခွင့်ဆိုတာမြတ်စွာဘုရားပေးတာခါမှာလည်းရှိတယ်ပေါ့။ ကပ္ပိယကလည်းချက်ပြီးသူ့ဟာသူ့သားစားသွားတာမျိုးကဂျုံတတ်သေးတာဟိုနော်ဗမာပြည်မှာတော့မဟုတ်ပါဘူးအိန္ဒိယနိုင်ငံမှာပြောတာအဲ့ဒါလို့ကပ္ပိယကမကပ်ဘဲနဲ့စားသွားတဲ့အခါမျိုးတွေဂျုံတဲ့အခါကြတော့ရသော်ဘုရားကကပ္ပိယအာမကုနဲ့ကိုယ်တိုင်ချက်ဆိုပြီးတော့တာမန်ဘက်ကဆိုတာတာမန်ဘက်ကဆိုတာကိုယ်တိုင်ချက်ပြုတ်ခွင့်မှာပြီးခဲ့တာရှိတယ်ပေါ့ဒါကဆုံးခံလို့မရတဲ့အချိန်ပိုင်းအရရသော်ဘုရားဒီ ယန်းတန်ဃာတွေကိုစီကံချက်ထုတ်ပြီးတော့ခွင့်ပြုတာတို့ပယ်ဖြတ်တာတို့လုပ်လို့ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့တခါတည်းရမှာကပ္ပိယမရှိတဲ့ဒေတာမှာယဟန်တော်တွေကိုယ်တိုင်ချက်ပြုတ်စားတာမြင်ရင်သွားပြီးတော့မကဲရကြလေနဲ့မြတ်စွာဘုရားသခင်ကိုယ်တိုင်ကိုယ်ကတခါတည်းရံကြတော့ခွင့်ပြုထားတာရှိတယ်ပေါ့ဘာဖြစ်လို့လို့ဆိုရင်တပ်ပိတ္တအာရထိတိကအစာအာဟာရနဲ့မှအသက်ရှင်နိုင်တာဖြစ်လို့ အစာအာဟာရနဲ့ကင်းပြီးအသက်မရှင်နိုင်တာဖြစ်တော့ကြယဟန်တန်ဃာတွေယမန်ယံခါကိုယ်တိုင်ချက်ပြီးတော့စားရတဲ့ခေခါမျိုးတွေကြုံနေတယ်လို့ဒီလိုမှတ်ရပါမယ်နော်အေးခေကောင်းနေပြီဆိုရင်တော့ဒါတွေလုံးဝမလိုအပ်တော့ဘူးဒါနဲ့ဒါနဲ့ပိုင်းမှာကျောင်းထဲမှာလှုပ်တဲ့လှုပ်ထိုက်တဲ့ဝေယဝိစားတွေလှုပ်လို့အချိန်အခါကြည့်ပြီးတော့ကျောင်းထဲမြို့ ရီးကွာလမ်းကိုဆင်ရှင်သုံးသပ်ပြီးတော့မြို့ရဲရွာတဲကိုဆွမ်းကန်ကြွားကြရတယ်ပေါ့ဆွမ်းကန်ကြွားပြီးပထမရတဲ့စောသေးလို့ဆွမ်းစားဖို့စောသေးတဲ့အချိန်ဆိုရင်တချို့အိမ်တွေကယာကုဆွမ်းဆံပြုတ်လောင်းကြတယ်ပေါ့လောင်းတဲ့အခါမှာတစ်တော်တဲ့နေရာမှာထိုင်ပြီးတော့ရဟန်းတော်တွေကဖုံးမိကြဖုံးမိပြီးတပိပ္ပါဆေးပြီးတော့ဆွမ်းအတွက်တခါဆွမ်းကန်ကြွားကြပြန်တယ်ပေါ့ အဲ့လိုစွမ်းခံကြလို့မိမိတပါးစာလောင်လုံတော့ပြီဆိုလို့ရှိရင်တော့ရေလာရလွယ်တဲ့နေရာကုသရှင်နေမြို့ထဲမှာဆောက်လုပ်ပြီးတော့လှူဒန်းထားတဲ့ဘယ်သူပဲဖြစ်ဖြစ်ဝင်ရောက်နားနေနိုင်တဲ့တာလာဆိုတဲ့ဆရာကလေးကြီးရှိတယ်ပေါ့အဲ့ဒီဆရာတွေပေါ်တက်ပြီးတော့ယဟန်တန်ကားတွေကဆုံဖုံးပေးလေးရှိချာကြောင်းထီအောင်ဒီသပိတ်နဲ့ဆုံးကိုပြန်တဲတာတိတ်မရှိဘူးပေါ့ ဘာဖြစ်လို့မသေးတော့ဆိုတော့ကုတ်လုတ်လေးတပြန်900ဝေးခွာတဲ့တောရချောင်းကိုဒီတကယ်ကြီးလွယ်ပြီးတော့ပြန်ရမယ်ဆိုရင်အလွန်ပင်ပန်းမှာပေါ့ဒါကြောင့်မို့ရတဲ့ဆွမ်းရင်ဆွမ်းနေအကုန်လုံးဖုံးပြီးသုံးဆောင်ပြီးတော့မှသွေးဆေးချောပြီးသွေးလေးလွယ်ပြီးနေ့ခါနေ့တန်ရလို့ခေါ်တယ်မိမိတရားနှလုံးသွင်းလို့ကောင်းမဲ့နေရာမျိုးရွေးချယ်ပြီးတော့တိတ်ဆိတ်တဲ့နေရာတွေရွေးချယ်ပြီးတော့ နေထိုင်လေးရှိကြတယ်ဗောတောအုပ်တွေလည်းဝင်ရောက်ပြီးနေထိုင်လေးရှိကြဒါရှိကနေထိုင်ပုံအချင်းရာတစ်ခုပဲဗောနော်မမြော့ပြီးတော့ချိလို့ရ